ဘာသာပေါင်းစုံချီချီညင်ညူရေးအဖွဲ့ဘုံကောမဒီဝင်မာမက်အာရီဆိုတဲ့မယ်။ရကွိုင်းဒေသရဲမှတ်တဲ့မဲဆန္ဒနယ်ကနေပြီးတော့မျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝေရောက်ရွေးချယ်ခံမယ်။ဘာသာပေါင်းစုံချီချီညင်ညူရေးကဘာသာရေးကိုအသုံးချနိုင်ငံရေးအမျက်ထုတ်နေကြပြီ။နော်။ဆိုတော့ယခုလက်ရှိရခိုင်မှာ ERSA အဖွဲ့ရေးအကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့တရင်မီဒီယာတပိုင်း တင်မီဒီယာမပေါ်နေခိုင်းထားတဲ့လူတွေသူတရင်ကမှမန်ငါတရင်ကမှမန်ငါတရင်အရင်ရတာသူကတရင်အရင်ရတာဆိုပြီးတော့သူတက်ကအပြိုင်ဆိုင်ခုံစားနေကြတဲ့တရင်မီဒီယာယူတွေထဲပြောတာနော်ထဲပြောတာအဲ့ဒီမီဒီယာယူတွေအနေနဲ့ကဒီမှာမအိုင်ဆိုတဲ့မျိုးကိုသွားပြီးအင်တာဗျူးရမှာယခုလည်းရေရခိုင်မှာ IRS ဖွဲ့ကအကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ခင်ဗျဘယ်လိုမြင်ပါလဲဘယ်လိုသဘောထားမှတ်ချက်ပေးလို့ပါတလဲ ပြည်ပြင်းနေတဲ့ထင်းတွေတို့အုပ်စုကဟာမြန်မာစစ်တပ်ကသူတို့တွေကိုဘလို့ဖိနှိပ်ပါတယ်ဘလို့အနိုင်ကျင့်ပါတယ်ဘလို့ခွဲခြားဆက်ဆံပါတယ်ဆိုပြီးတော့မျိုးစုံပြောကြရတယ်ခဏတည်းပြည်တနာပေါ်မှာဘလို့တုံ့ပြန်ကြမှာတလေနေဆန်းတွေတို့အုပ်စုထုံးခင်တို့အုပ်စုထုံးခင်ဆိုလို့ရှိရင်အခုလက်ရှိထုံးခင်ရောနေဆန်းလွင်ရောသူတို့ OIC ရဲ့ပေးတာကန်းစာနဲ့တက်ဖွဲ့ထပ်ဖွဲ့ထားတယ် ရခိုင်ကလာအမျိုးသားကောင်စီနော်ရခိုင်ကလာအမျိုးသားကောင်စီထပ်ပြီးတော့ဖွဲ့ပြီးတော့ဟိုထွန်းမြေနိုင်ကတော့သူတို့ ICC တင်မှုလုပ်နေကြတယ်။သူတို့အဲ့ဒီလိုမျိုးပြည်ပကိုထွက်ပြေးပြီး OIC ပြည်သာကန်စာစားထားတဲ့ဟာတွေအကုန်လုံးယခုလက်ရှိဘင်္ဂလားဒေ့ဒုက္ခသည်စခန်းမှာရောက်နေတဲ့ဟာတွေအကုန်လုံးကအာမြန်မာစစ်တပ်ကသူတို့ကိုဘလို့အနိုင်ကျင့်ပါတယ်မိမတွေဆိုလို့ရှိရင်လည်းနော်မျက်ခွက်တွေကြည့်တော့တရင်တို့ထအကျင်တော့မှတရင်တစီလို့လှမ်းပြီးအော်မဲ့ ခွေကျွေးလို့ဝမ်းမစားတဲ့ရုပ်တွေနဲ့ကသူတို့ကိုမြန်မာစစ်တပ်ကဘယ်လိုမနှိမ်ကျင်ပါလဲဆိုပြီးပြောကြတယ်အဲ့လိုပြောနေတဲ့ကောင်လေးပေါ်မှာမြန်မာစစ်တပ်ကခွဲခြားဆက်ဆံမှုရှိလလားနိုင်ငံသားလို့နေရင်နိုင်ငံသားအခွင့်အရေးဘယ်လိုပေးတယ်လဲဆိုတာကိုဒီမှာမအားရဆိုရမယ်ဟိုမီဒီယာသွားပြီးအင်တာဗျူးပြီးသဘောထားမှတ်ချက်တောင်းရမှာနော်နောက်နောက်မှလည်းနော်အရက်ဖန်းခွဲစည်းမှဘန်နဲ့ခွဲကသဘောထားထုတ်ပြန်ပါတယ် လူအခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေကဘယ် NGO အဖွဲ့တွေကဘယ်လိုမျိုးစာထုတ်ပါတယ်ဆိုပြီးတော့ဒီဘင်္ဂလီရေးနဲ့ပတ်သက်ပြီးကျမတို့မြန်မာတက်မတော်ပေါ်မှာဟောပုတ်ခက်လာတယ်ပြောဆိုလာတယ်ဆိုရင်ဒီကောင်ကိုပထမဦးသွားပြီးတော့ဒီကိစ္စပေါ်မှာခင်ဗျားဘလို့သဘောထားမှတ်ချက်ပေးခြင်းတည်းလဲခင်ဗျားဘလို့အမြင်တည်းလဲဘလို့တုံ့ပြန်ခြင်းတည်းလဲသွားပြီးအင်တာဗျူးပါမယ်နော်သတင်းမီဒီယာဆိုတာကအယ်ဒီတာကဒါလေးမေးပါဒါလေးပြောပါဆိုပြီးတော့သူများရေးပေးတဲ့စာကိုပဲကြည့်ပြီးတော့သူများရေးပေးတဲ့စာကိုပဲနှုတ်တိုက်ပြောနေလို့မရဘူး ကိုပိုင်သိဉာဏ်ရှိရတယ်ကိုပိုင်ဖြတ်ထုတ်ဉာဏ်ရှိရတယ်ဒါစကားတစ်ခုပြောလိုက်တဲ့အခါမှာအဲ့ဒီစကားရဲ့ဟာကွက်ကဘာလဲဆိုတာကိုစွဲထုတ်တတ်တဲ့အခြေရှင်းရှိရတယ် BBC ကြည့်ပါလားဟိုးဘင်္ဂလားဒေ့ဒုက္ခတွေစကန်းထိတကူးတကသွားပြီးတော့ဘင်္ဂလီတွေနဲ့သွားတွေ့ပြီးတော့တက်မတော်ကိုပုံရိပ်ကြအောင်လုပ်တာနော်အဲဆိုတော့အမြဲတမ်းဘင်္ဂလီဘောဟိုမှာပြီးတက်မတော်ပုံရိပ်ကြအောင်လုပ်နေတဲ့ဒီ BBC လိုဟာမျိုးတွေကနောက်နောက်ဆိုရင်ဘယ်လိုကိစ္စမှဖြစ်ပေဒီကောက် နော်လေယာလိုချင်တာဝန်ယူတတ်ရတယ်ခေါင်းမရှောင်ဘဲနဲ့ခေါင်းဆောင်ပြီးတောင်းဒီလိုကောင်မျိုးတွေကိုအင်တာဗျူးလုပ်တင်တယ်ဆိုတော့လက်ရှိ NASA ကအစိုးရနဲ့ရွေးကောက်ဝဲကော်မရှင် UEC ကိုလုံးဝနားမလည်နိုင်တဲ့ချက်နှချက်ရှိတယ်။နံပါတ်1ကဒေးဗစ်လာမင်းတို့ပါတီကိုအောင်ပေးလိုက်တာ။ဒေးဗစ်လာမင်းဆိုတာခင်ရှုံးလက်ဝေးတို့ဒေးဗစ်လာမင်းလို့အားလုံးသိပါတယ်နော်။ကြားဖို့မှတ်ထားပါတယ်။ ဲ့ဒီဒေဗီလာမီရဲ့ပါတီမှာသူကဥက္ကဋ္ဌဒုဥက္ကဋ္ဌပါတီအကျဉ်းရွေးမှုကကျော်မင်းဘင်္ဂလီကျော်မင်းဆိုတာဘင်္ဂလီဝေဝေနုရဲ့အဖေဝေဝေနုဆိုတာ OIC ရဲ့မွေးစားသမီးဒေါ်စုချီကိုတိုင်းကမြောက်စားပြီးတောက်ပွားနေတဲ့ကောင်မဒီလိုလူမျိုးတွေဖွဲ့ရတဲ့ပါတီဥတည်ရရွေးကော်လုံးတုံးကအဲ့ဒီပါတီဆိုရင်တမတ်ချက်နေနဲ့မငြီးလို့ပါဆိုပါတီကိုရွေးကောက်ပဲဝင်ဝင်ခွင့်မပေးဘူးပေးချတယ်အခု UEC အောင်ပေးလိုက်တယ်။အော်ဒေဗစ်လာမင်းတို့ပါမပေးဘူးပေးချတယ်။အခု UEC အောင်ပေးလိုက်တယ်။အော်ဒေဗစ်လာမင်းတို့ပါတီကြတော့အဲ့ဒီလိုအောင်ပေးပြီးတော့ဥဆုံးအောင်လို့မြို့သားနိုင်ငံဒီမိုကရက်တစ်ပါတီကြတော့တတ်မှတ်ချက်တွေနဲ့မကိုက်ညီလို့ဆိုပြီးပါတီကိုဖျက်သိမ်းလိုက်တယ်။နော်ဆိုတော့ဒီလိုအချက်တွေတော်တော်နားလည်ပုတ်ခတ်ပါတယ်။နောက်ထောင်ရှိချင်ဘာပုံမှန်တရားတစ်ခါခွဲကိုမပြင်းနိုင်သေးသေးကျွန်တော်တို့ဒီလိုပြဿနာတွေကြုံရုံပဲ ပြောမယ်ဆိုရင်ပါတီကြီးတော်တော်များများကကိုကျိုးပဲကိုကြည့်ကြတာအာမရောက်သွားတဲ့အခါမှာပြောတမျိုးလို့တမျိုးဖြစ်ကြတယ်ဒီကမျိုးပါတီဆိုလဲဘင်္ဂလီရှူပေါင်းလွတ်တော်တဲ့ရောက်လာတယ် NLD မှာဆိုလို့ရှိရင်လည်းစေသူမောင်နဲ့ဝင်းမြတ်မြတ်ကိုလွတ်တော်တဲ့ခေါ်ဖို့သူတို့ကြိုးစားတယ်တော့ဒီဒေးဗစ်လာမင်းတို့ဘင်္ဂလီကျော်မင်းတို့ဆိုလို့ရှိရင်တစ်ချိန်လုံးတွတ်တော်တွေဝင်လို့ရအောင်ဘယ်နည်းနဲ့ဝင်လို့ရမလဲဆိုပြီးသူတို့ခွေးတို့ပေါက်ချောင်းနေကြတယ်ဆိုတော့ ပြည်ထောင်မျိုးစိုးရကလည်းဒီပုံမှန်တရားနယ်စင်ခါခွေနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်သူဆိုတဲ့နေရာမှာတိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသောတိုင်းရင်းသားလို့မပြောင်းနိုင်ခဲ့ဘူးပြည်ထောင်ပြောကလည်းမပြောင်းပေးခဲ့ဘူးခြေဥ့ပြင်းမှုမကြိုးစားခဲ့ဘူး NLD ကလည်းခြေဥ့ပြင်းမှုမကြိုးစားခဲ့ဘူးဆိုတော့ဒီနှစ်နောက်ချင်းခြေဥ့ကိုမပြင်းနိုင်ကြွေးဒီလိုပြဿနာတွေကကြုံနေရုံပဲ အခုလက်ရှိဒီဘာသာပေါင်းစုံချင်းချင်းညီညွတ်ရေးဘူဟုကော်မတီဝင်မာမက်အာဒီဆူရမန်ကအမှတ်၁မဲဆန္ဒနဲ့ဆိုတော့အဲ့ဒီဘင်္ဂလီတွေအများကြီးရှိတဲ့နေရာနော်တို့တောင်မွေရန်ကုန်တိုင်းတောင်မွေတို့ကြောင်မြောင်းတို့တင်ငန်းကျွန်းတို့ဘင်္ဂလီတွေပဲဘင်္ဂလီကိုဘင်္ဂလီကပဲမဲပေးသူတို့ချင်းနေနိုင်လိမ့်မယ်သူတို့မှမဲပေးခွင့်ခွင့်အာဏာရသွားပြီလေ နိုင်ငံသားခွင့်ရရိုက်ရပါပြီရိုက်ရလို့တို့မဲပေးခွင့်ရရင်တို့လူကိုတို့ပဲမဲပေးရင်တော့တို့မဲနိုင်တယ်ဘာလို့လဲတို့လူဥယျာဉ်တို့ဘာလို့အရန်များတယ်လူဥယျာဉ်တို့ဘာလို့အရန်များတယ်နော်လူဥယျာဉ်တို့ဘာလို့ဆိုင်ရာထင်းရင်ချင်းဥပဒေမျိုးဆောင်ဥပဒေ၄မျိုးထဲမှာ ပါဝင်ပါတယ်ဒါရီကကျမတို့ နိုင်ငံကျမတို့မျိုးသားကာကွယ်ရေးကျမတို့မျိုးသားလုံခြုံရေးတဲ့အသက်သွေးကြောတွေဖြစ်တဲ့အဲ့ဒီအသက်သွေးကြောတွေခုလက်ရှိနော်ပြည်တိန်အင်္ဂလန်အဲ့ဒီတက်သွေးကြောတွေပေါက်လို့တို့ပြဿနာကြီးတဲ့တက်နေကြတယ်မျိုးသားရေးအန်တွေကတို့ရင်ဆိုင်နေကြရတယ်ဆိုတော့ကျမတို့ကလည်းဒီလိုမျိုးသားရေးအန်တွေကိုကာကွယ်ရမယ်ဒါကြောင့်မို့လို့ကျမအရင်လေးကဒီကိုတက်နိုင်ဦးကြည်ကား ီခိုင်မျိုးပါတရားနေပြီးတော့ကိုယ်တည်းလောင်းဝေရောက်ရွေးချယ်ခံမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပုံမှန်တရား၂၀ခါဝေကိုပူပူနွေ့နွေ့ကျွန်မပြောထားတာရှိတယ်တဲ့တော့တင်လို့မရအောင်တင်လာလဲအဖြတ်ခံရတော့ YouTube မှာတင်ထားတယ်။သွားနာထောင်လို့ရပါတယ်။ဆိုတော့ကျမတို့တိုင်းရင်းသားတွေကျမတို့တိုင်းရင်းသားညီကိုမောင်နှမတွေအနေနဲ့က သူ့ကိုမျိုးသားရေးဆွံ့ရောက်တယ်ငါ့ကိုမျိုးသားရေးဆွံ့ရောက်တယ်လို့မပြောကြဘဲနဲ့သူနဲ့ငါနဲ့လက်တွဲပြီးတော့ငါတို့မျိုးသားကာကွယ်ရေးကိုဘယ်လိုကာကွယ်ကြမလဲငါတို့နိုင်ငံတော်ရဲ့မျိုးသားလုံခြုံရေးကိုငါတို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုစဉ်းစားရပါမယ်။ဒါပေမဲ့ကျောင်းလူနိုင်ငံသားတွေကအာဒါထွက်ပေါင်းမှုဘူးထောင်ချောက်ပါစစ်တကကျင်းပတဲ့ရွေးကောက်ပွဲကိုအလိုမရှိပါဘူးကန့်ကွက်ပါတယ်တို့တပိတ်မှောက်ပါတယ်လို့ဒါရွေးကောက်ပွဲကိုမဲဝင်ဟို မဲပေးမဲ့ပြီးသူတွေကိုလည်းခင်ဗျားတို့ရန်ရှာကြတယ်။ KNU ဆိုပြောတယ်။တော့ဗကိုးသားအရှိတဲ့ညောင်လေးပင်ခံ KNU နဲ့မိမစစ်တပ်ကကျဲမတဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ပါတီတွေကိုသူတို့ဘယ်လိုမျိုးတုတ်တန်ရှင်းလင်းမယ်ဆိုတာမျိုးပြောကြတာရှိတယ်။အဲ့လိုမျက်ပြူဆိုင်လေးဒီဘင်္ဂလီတွေကြိုက်လေပဲ။ခင်ဗျားတို့ကရွေးကောက်ပွဲကိုဆန့်ကျင်လေခင်ဗျားတို့ကရွေးကောက်ပွဲကိုဝင်ရောက်ရွေးချယ်မခံဘဲနဲ့ဘေးထွက်နေလေခင်ဗျားတို့ကရွေးကောက်ပွဲမှာမဲပေးရွေးချယ်ခွင့်ရှိရဲ့အခွင့်အာဏာကိုဆုံးရှုံးခံလေဒီလိုကောင်းလေးကကြိုက်လေပဲ။ ရွေးကောက်ပွဲဆိုတာကပြည်သူမှအာဏာရှိတယ်ဆိုတာကိုတည်တည်ပြတယ်ပွဲပြည်သူမှဘလို့အာဏာရှိတာလဲပြည်သူမှကိုကြိုက်တဲ့လူကိုအစိုးရဖြင့်တင်နိုင်တဲ့အာဏာရှိတယ်အဲ့ဒီအာဏာကိုပြရမယ်ပွဲဖြစ်ပါတယ်ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အခွင့်အာဏာကိုဆုံးရှုံးမခံပါနဲ့ခမားတို့ရွေးကောက်ပွဲကိုစတင်ခြင်းပြီးဘေးထွက်နေလေခမားတို့ရဲ့နေရာကိုလိုချင်လုံးလို့ချောင်းနေကြတဲ့လူတွေရဲ့အကြိုက်ဖြစ်လေဆိုတာမမေ့ပါနဲ့